အဲ့တော့ဒီဒီဘိုင်းမှာဆိုရင်ပေါ့နော် Facebook ပေါ်လူမှုဆက်ဆံရေးအဲ့တော့ပြောချင်တာကလေငွေရဒီ social media ဘိုင်းညပတ်သက်ပြီးတော့ငွေအများကြီးမပြောချင်ဘူးကွာအခုနောက်ဘိုင်းဆိုရင်လေဒီလာဟိုတခါမှမတွေ့ဘူးလေတခါမှမစဉ်းစားဘူးလေလေလိန်နီးပေါင်းဆုံးเนาะတွေ့ကြရရယ်เนาะပြီးတော့လေပညာရေးလည်းအများကြီးရပါတယ်ဒီလာအစစ်မှန်တယ်လည်းရှိတယ်လို့ကောင်းတာလည်းရှိရယ်ဆိုးတာလည်းရှိရယ်အလင်းနဲ့အမှောင်เนาะပေါ့နော်အဖြူနဲ့အမဲဆိုတာအများကြီးတုံ့ပြန်နေတဲ့အရာဖြစ်တဲ့အတွက် ကောင်းတဲ့ဘက်ကပဲအသုံးချဖို့လိုတယ်ပေါ့နော်ဒီ social media ကြီးခင်ဗျတို့တက်လာတဲ့အမြအဲ့လိုမျိုးငွေရမှာကျင်ပါတယ်ပေါ့နော်အဲ့တော့ဒီ Facebook သုံးတယ်ဆိုလဲကောင်းတဲ့အရာကိုယ့်အတွက်ကိုယ့်အတွက်ဘယ်ကိစ္စတည်းဘူးသူရရပြီးတော့ပညာရစေမလဲပေါ့အဲအဲ့လိုမျိုးဒါတွေပဲကြည့်တာများတယ်ပေါ့နော်အဲ့တော့ငွေကလေငွေဟိုးရင်တော့ငွေအမေကိုပြောဖို့ရတယ်လားဘာလဲဆိုတော့လေငွေပြောပြအောင်ဟိုးရင်နေပေါ့နော်တခုခုဆိုရင်လေအာ live မှာကြည့်ပြီးတော့ဟာဟိုနေရာမှာလူတက်သွားပြန်ပြီဒီနေရာမှာဟိုဇမြန်းတိုက်သွားပြန်ပြီ ဘူးဟိုနေရာမှာဟိုကဖြစ်သွားမြန်ဒီနေရာအမေလို့အမေလိုက်လို့ပြီးတော့အမေကြည့်ထားတဲ့အရာတွေကလို့အမေများသောဖြင့်ကြည့်တဲ့အရာတွေကအဲ့အရာတွေပဲဖြစ်နောက်ဆုံးလို့အမေသမီးပြတ်ရမယ်ကွာလို့ဟိုကင်းတဲ့ဟိုကင်းချာနေငငယ်ငယ်တော့ဆိုရင်တော့ဒီ social media တွေမပေါ်သေးဘူးငွေတို့ငငယ်ငယ်တော့ဆိုရင်တပတ်တစ်ခါထွက်တဲ့ channel တွေအလင်းလန်းလို့နော်နနက်ခင်းလို့ပြီးတော့ဟိုကင်းချာနေဆိုတီးတန့်ထွက်တယ်ကွာတီးတာ ဟိုမဂဇင်းဆိုရင်လည်းကွာ fashion magazine ဗာမဂဇင်းညာမဂဇင်းဆိုပြီးမဂဇင်း lifestyle လို့ပါအများကြီးထွက်တယ်ပေါ့ကွာမဂဇင်းတွေအဲ့လိုပဲငွေဟိုငွေရောဆိုရင်လည်းအဲ့လိုဂျာနယ်ကွာတနေ့ကနေမနေ့တိုင်းအောင်မျိုးဂျာနယ်ထွက်တယ်ထွက်ပြီဆိုရင်သူက fashion ဂျာနယ်ပါတို့ဗာညာကွာအဲ့လိုအမှုပညာပတ်သက်တဲ့ဂျာနယ်ရှိရဲပြီးတော့ဒီပေါ့နော်သတင်းဂျာနယ်ရှိရဲအဲ့လိုပဲမှုကင်းဂျာနယ်ဆိုတော့တိတ်တန့်ထွက်တယ် အဲ့တော့အမေငွေကပြောပြရပါလဲဆိုအမေအားလုံးမူခင်းသတင်းတွေပဲလိုက်ဖက်ပြီးတော့ဟိုလိုဖြစ်မှဒီလိုဖြစ်မှပြောတယ်အမေ fashion channel ဥဖက် fashion အကြောင်းတွေ့ရမယ်လို့အဲ့တော့ငွေပြောချင်တာကဒါပဲရှင်းရှင်းလေးပဲအဲ့ဟိုးရင်ညာငွေအဲ့လိုမျိုးပြောဘူးလေပေါ့နော်အဲ့တော့ဟိုကိုကကိုကြည့်နေတဲ့အရာတွေကဘာတွေလဲအဲ့ဒါကြီးလေအဓိကအရေးကြီးပေါ့နော်ငွေအဲ့ဒါလေးကိုမှားချင်တာပါအဲ့တော့ ကိုတို့အကျိုးရှိတဲ့အရာမျိုးတွေပဲကြည့်ပေါ့ကွာကိုတို့က negative ဖြစ်မဲ့အရာမျိုးတွေ toxic ဖြစ်မဲ့အရာမျိုးတွေဆိုရင်တော့လေဟိုမကြည့်နဲ့ပေါ့လေငွေရအဲ့လိုမျိုးပဲမှားခြင်းပါရဲ့ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့လေဒီမှာရေးထားတာချဲ့ရမယ်သူဆိုတာရယ်ဝေးဝေးလိုက်ရှာနေကြမလို့ပါဘူးတဲ့ချဲ့ရမယ်သူဆိုတာရယ်ဝေးဝေးလိုက်ရှာနေကြမလို့ပါဘူးတဲ့ကိုကိုကိုပဲချဲ့ရမှာပါတဲ့ဒီမှာ အဲ့တော့ဘယ်ပြောချင်တာကလေဒီမှာဆိုရင်ဒါ sub flat ပေါ့နော် sub flat ကအရင် AG ရယ်ဆိုတဲ့အကြောင်းလေးကိုလေကျွန်မပြောပြပေးထားတာပါ။အဲ့တော့ဒါကတော့တချို့တချို့တွေအပေါင်းတင်းနေတယ်။ငွေက highlight လေးပဲရေးပြောပြလို့ပြီးသွားမယ်ပေါ့နော်။အဲ့တော့ငွေကတော့ဒီ heading လေးပေါ်မှာပဲငွေရဲ့ခေါင်းထဲမှာပေါ်လာတဲ့အရာလေးတွေငွေက share ပြန်လုပ်တယ်။အဲ့တော့ဒီမှာဆိုရင်ငွေဘာပြောချင်တာလဲဆိုတော့တချို့တချို့တော့အပေါင်းတင်းဆိုတဲ့နေရာမှာလေငွေပြောချင်တာကမင်္ဂလာတုံးထဲမှာဆိုရင်နော်ဟိုမြတ်စွာဘုရားကအရေးကြီးဆုံးဒီ မိတ်ဆွေအပေါင်းအသင်းကမိတ်ဆွေကြောင့်လည်းဂုံတဲ့တလို့မိတ်ဆွေကြောင့်လည်းဂုံပြက်ရတာရှိတယ်။အဲ့တော့အပေါင်းအသင်းအောင်လဲကိုကလေပေါက်တတ်ဖို့လိုရပေါ့နော်ပေါက်တတ်ဖို့လိုပါတယ်အဲ့အဲ့အားလေးလေငွေပြောချင်ပေါက်တတ်ဖို့ဆိုတာကွာဟိုလိုစီးပွားအတွက်ပြီးတော့ငွေကအဲ့လိုမျိုးယူပေါက်တဲ့ထက်ကိုယ့်ရဲ့ရှင်နေဆန္ဒအတိုင်းပဲကိုယ့်ဟိုကိုယ့်ရှင်ပန်းနဲ့ပဲကိုပေါက်ငွေပြောချင်တာလေးဒီလားဘာအကြောင်းကြောင်းလိုက်မှမပေါက်နဲ့ အပေါင်းတင်လေအပေါင်းတင်မဖြစ်ဘဲလို့ပဲဖြစ်ဖြစ်ကိုရင်မထင်းကဆန္ဒအရသာကိုနေကိုလုံအဲ့မှမဟုတ်ဘူးဆိုရင်လေငွေရတော့မလုပ်ဘူးပေါ့နော်ဘလောက်ပဲဘလို့လူမျိုးရွေးဖြစ်ဖြစ်ငွေခင်ချင်မှခင်တယ်ငွေခေါ်ချင်မှခေါ်တယ်အဲပေါ့နော် ဘာလူမမဟုတ်လဲငွေခင်ခင်ခွင်းနေကွာအဲ့တော့အဓိကကုရင်ပထက်လာတဲ့အတိုင်းပဲငွေခင်နေပေါ့နော်အာ तू ကဟိုလိုမလို့ဒီလိုမလို့ဟိုလိုမျိုးအောင်မြင်တယ်လို့ဒီလိုမျိုးနာမည်ကြီးနေနာမည်ကြီးအောင်ကုကုလည်းလုပ်ပြရတယ်ပေါ့ကွာကုကုလည်းလုပ်ပြရအဲ့တော့သူများနာမည်ကြီးမှုနဲ့ဘာမှလည်းကိုယ်နဲ့ဘာမှမဆိုင်ပေါ့နော်အဲ့လိုမျိုးပဲအပေါင်းင်းဆိုတာလည်းသူတို့ဟို အောင်မြင်နေရချမ်းသာနေရကြီးပွားနေရတာဒီဒါကကိုကမုဒိတာပွားပေးရမယ်အလို့အဲ့ဟာမုဒိတာပွားပေးရလို့ရင်ကျန်တဲ့ຢာရီအကြောင်းလေးအပေါင်းတင်ကိုအဲ့လိုမျိုးနေဆုံးဖြတ်ပြီးတော့မပေါင်းတင်ဘူးလို့ငွေရတော့ပြောချင်တယ်ပေါ့နော်ဒါပြီးတော့လည်း ဟိုမိတ်ဆွေကားဆိုတာတကယ်လိုအပ်တယ်ပေါ့နော်မိတ်ဆွေကြောင့်လည်းဂုံတက်သလိုမိတ်ဆွေကြောင့်လည်းဂုံပြတ်ပါတယ်အဲ့တော့အပေါင်းအသင်းဆိုတာလည်းအရင်အရေးကြီးပါတယ်မိင်္ဂလာတို့ထံမှလည်းမျက်စောပြားကဟိုဟောကြားပေးခဲ့ထားတယ်ပေါ့နော်အဲ့ဒါလေးရှိပါတယ်အဲ့တော့တဲ့ကိုကဘလို့မိတ်ဆွေမျိုးလဲပေါ့နော်ကိုကိုယ်တိုင်လည်းမိတ်ဆွေကောင်ဖြစ်ဖို့လိုတယ်ကိုကမိတ်ဆွေကောင်ဖြစ်မှာတခြားမိတ်ဆွေကောင်းလေးကိုကိုပိုင်ဆိုင်ရမှာကိုကိုယ်တိုင်လူကောင်းမဟုတ်ဘဲနဲ့တော့လူကောင်းလေးကိုနည်းရလာဖို့ဆိုတာတော့မဖြစ်နိုင်မပြောချင်တာ energy ကူးစက်တယ်ပေါ့ကွယ်အဲ့လိုမျိုးပါပဲပေါ့နော်အဲ့တော့နောက်ဆုံး အရာရာအကုန်သိရတူလားဆရာကြီးလို့လူလားအမြင်ငင်းတတ်တယ်လူလားပေါ့နော်အမြင်ကောင်းနေတတ်တယ်လူလားကြွားတတ်တယ်လူလားအပိရတယ်လူလားမနာလို့တတ်တယ်လူလားလူဆိုတော့ကိုကဘယ်လိုမိတ်ဆွေမျိုးလဲကိုကဘယ်လိုလူမျိုးလဲဆိုတော့ကိုကိုတရားပြန်ပြီးတော့သုံးသက်ဖို့လိုပါတယ်တဲ့အဲ့လိုပြောပြပေးထားပါတယ်အဲ့တော့တဝင်းကျင်အစ်စ်ကိုရှာပါတယ်ငွေကတော့အဝင်းကျင်အစ်စ်ကိုအရင်ကြိုက်တယ်အော်လေငွေဖယ်နေအောင်ပဲရောက်ရအောင်ငွေကရေလိုလူမျိုးပေါ့နော်ငွေကမင်းတို့လည်းတိုက်ခိုက်လို့မရဘူးငွေကဘယ်အရာမဆိုအားလုံး flexible ဖြစ်အောင်ငွေကနေတတ်တယ် ငွေနေနိုင်အောင်လည်းစူးစမ်းရပေါ့နော်ဘယ်နေရာပဲကြောက်ရအောင်ဘလူလူတွေနဲ့ပဲတွေ့တွေ့ဘလူအရာမျိုးတွေပဲကြုံလာကြုံလာငွေကအကောင်းဆုံးစူးစမ်းပြီးတော့ဖြစ်တော်တယ်ပေါ့နော်ကိုကိုကလည်း challenge အမြဲတမ်းလုပ်ထားတယ်အဲခက်ခဲတဲ့ဘလောက်ပဲခက်ခဲအရာမျိုးဖြစ်ဖြစ်ကိုကအဲ challenge လုပ်ကြည့်ရပေါ့နော်အာဘလောက်ကြီးလုံးနိုင်လဲပေါ့ကွယ်ဒါကတော့ကိုကို challenge လုပ်တာပေါ့အဲ့တော့ပဝင်းရှင်အစ်စ်ကိုရှာပါအဲကျမတို့ပဝင်းရှင်အစ်စ်ကိုအမြဲရှာရမယ်ပေါ့နော်အဲ့တော့ဒီမှာရေးထားတာပေါ့လေ ပန်းလေးတပွင့်ရတယ်မပွင့်နိုင်တာအပင်ရဲ့အပြည့်အကြောင်းမဟုတ်ဘူးပေါ့နော်ဟုတ်ချင်မှဟုတ်မှာပေါ့တဲ့တကယ်မှန်နေပေါ့နော်အဲ့တော့ငွေတို့ကဒီပန်းလေးတပွင့်ပွင့်လာဖို့လဲပေါ့နော်ဒီအပင်ကြောင့်လည်းဖြစ်ချင်မှဖြစ်မယ်ပဝင်းချင်းရဲ့အကောင်းဖို့လေလို့သိရပေါ့အဲ့တော့ပဝင်းချင်းအသက်ဆိုတာအများကြီးရှာဖို့ရပြီတော့ပဝင်းချင်းကောင်းမှကိုကလည်းနေဖို့လိုတယ်ကိုတယောက်တည်းကောင်းဖို့လည်းမလိုဘူးနော်ပဝင်းချင်းကောင်းမှလည်းကိုပါကောင်းမှအဲ့အလေးလေးဆံမပြောပြပေးထားရပေါ့နော်အခုတည်းရောက်ရှိနေတဲ့ပဝင်းချင်းကိုတည်းလေးပုံတစ်ပုံဆွဲပြီးတော့ပေါ်ပြပါတဲ့တစ်ပင်လေးပန်း ်ပွင့်နေဆိုင်ရဲ့နမိတ်ပုံများကိုသုံးပါပေါ့နော်နေတဲ့နေရဲ့ရေရဲ့တင်ရဲ့မှတ်ကလေးစသဖြင့်သင်ခန်းစားရသူရေးဆွဲနိုင်ပါတယ်သင်ဟာလောင်းရဲ့ဥနေရသူလားတဲ့လွတ်လပ်စွာကြီးထွားခွင့်ရရသူလားဆိုတာကိုတဲ့ဆရာမဒီမှာပေါ့နော်ပုံလေးနဲ့ဆွဲပါဆိုပြီးတော့ဒီမှာပြပြပေးထားပေါ့အဲ့တော့ငွေကတော့မဆွဲကြည့်ရသေးဘူးပေါ့နော်အဲ့တော့အလုံးမဲ့ငွေဒီဗီဒီယိုလေးကိုကြည့်ရတဲ့သူကလည်းဝင်နေတူတူ live ဆွဲကြည့်လို့ရပါရဲ့နော်အဲ့တော့ငွေပြန်ပြောရမယ်ဆိုရင်လေကိုအခုရောက်ရှိနေတဲ့ပုံရင်းချင်းမှာပေါ့နော်ကိုရဲ့၄ပုံတစ်ပုံပိုင်းလိုက်ပြီးတော့ ကိုဟိုဖော်ပုံလေးဆွဲပြီးဖော်ပြလို့ရတယ်တစ်ပင်ပန်းမှွင့်လေးနဲ့လည်းနမိတ်လေးသုံးလို့ရရပေါ့နော်နေရဲနေရဲရေရဲတင်လေးရဲမှတ်ကလေးရဲပေါ့ဒီတဘာဝတရားကြီးစသဖြင့်ကိုခံစားရတယ်လို့ရေးဆွဲချင်းလိုက်ပေါ့နော်ကိုကအဲ့ခါမှာကိုကလောင်းရင်းမိနေတဲ့သူလားဒါမှမဟုတ်ကိုကလွတ်လပ်စွာကြီးထွားပြီးတော့ grow ဖြစ်အောင်နေတတ်တဲ့သူလားဆိုတာပေါ့နော်ဒီအဲဒီပကြီလေးပေါ့ဒီပုံလေးကိုဆွဲခြင်းအပြင်တိလာနိုင်မယ်ပေါ့နော်ဒါဆရာမပြောထားပေးတာပါ